ရကျွန်တော်တို့တထားခဲ့ရမယ်ဘယ်တော့ပဲရှာရှာပွဲရုံဆိုင်ရုံမကလို့ပွဲပွဲရုံအယုံတရားရှာလေကျွန်တော်တို့ကထားခဲ့ရမယ်နော်ပြည်နော်နော်ဘယ်တော့ပဲပြေကပြောထားပြီးသားပွဲရုံဆိုင်ရုံကိုစက်ကြဝဏ္ဏကြီးတစ်ခုလုံးကိုမင်းတို့ပိုင်သားအုပ်စိုးတော်ညာလေမင်းတို့ဒီအသက်ဝင်းကြီးဆုံးရှုံးခဲ့မယ်ဆိုအလကားပဲဘာဖြစ်လဲဒီအသက်ဝင်းကြီးကထာဝရအသက်ရှင်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါလောကစည်းတွေမလိုဘူးလို့ပြောတာမဟုတ်ဘူးနော်လိုသေးတယ်ဘာဖြစ်လဲကျွန်တော်တို့က ဟိုပရုစီနေတာဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ဒီလောကစည်းစိမ်ချက်ကျွန်တော်တို့ဘယ်ဟာအရေးကြီးတယ်လဲဆိုတော့ကျွန်တော်တို့ဒီဘုလိုအပ်တဲ့ကြောဒီဘောနောအသက်ဝင့်ပြီဘောနောကျွန်တော်တို့အလိုဆုံးအသက်ရှင်တဲ့အသက်တရားပြီမရှိပါဘူးဒီအသက်တရားအတွက်ကျွန်တော်တို့စည်းစိမ်ချမ်းသာအတွက်ကျွန်တော်စုနေတယ်ဆိုရင်ထားလိုက်ဒါတရားအတွက်ပဲရှာတယ်ဒီထာဝရအတွက် ကကျွန်တော်မရှာဘူးရှင်ဒါကျွန်တော်တို့ကလူမိုက်ကြီးဖြစ်တယ်ဟုတ်ကဲ့နော်ပညာမဲ့တဲ့သူဖြစ်တယ်ဆိုတဲ့အကြောင်းအရကိုလည်းဒါကျမ်းစာထဲကအတိအကျပေါ်ပြထားတာဖြစ်ပါတယ် ါကြောင့်မို့ကျွန်တော်တို့ဒီလောကမှာလာနေစဉ်ခက်တယ်လို့မှာကျွန်တော်ဒီဝိညာဉ်သာဝရအသက်ရှင်မဲ့ဝိညာဉ်တွေကိုသွားမလဲဘယ်သူကိုယုံရမလဲဆိုတာကိုတော့ဒီနေ့မှာဆရာကတော့အချင်းချင်းကိုတော့အများကြီးတော့မပြောဘူးဒါပေမဲ့စမ်းကြည့်ပါနီးစမ်းကြည့်ပါကျွန်တော်လာလာတာခရိယံဘာသာနဲ့ဝင်ခိုင်းတာမဟုတ်ဘူးခရိယံကျွန်တော်တခုမှမပြောဘူးကျွန်တော်တို့လာပြောတာသခင်ယေရှုကြောင့်ပဲလာပြောတယ်သခင်ယေရှုခရစ်တော်ကသူကဂရိပေးထားတယ်ကျွန်တော်တို့မင်းတို့ငါ့ကိုယုံပါတယ်ငါက လန်ခီဖြစ်တယ်တဲ့တမာတရားလည်းဖြစ်တယ်အသက်လည်းဖြစ်တယ်တဲ့ငါကိုယုံကြည်တဲ့သူကနော်ကောင်းကင်နိုင်ကိုရောက်မယ်ဆိုပြီးတော့သူကတတိပေးထားတယ် အခုမိုင်းနဲ့ဥက္ကဋ္ဌတော်ဂရိပေးထားတယ်လူလူချင်းပေးထားတဲ့ဂရိတော်တည်နေဟာယူဘုရားကမတည်စရာအကြောင်းရှိဘူးဘုရားကတော့ဘုရားရဲ့ဂရိကလူရဲ့ဂရိရဲ့အစပေါ်များဆိုတာတည်တဲ့ဘုရားဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကယုံရမယ်ကျွန်တော်တို့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့ရှိသမျှအပြည့်အလုံးကိုလက်ဝါကရဲမှာအသေးခံခဲ့တယ်အသွေးသွင်းခဲ့တယ်သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ဆိုတော့ကျွန်တော်တို့ယုံရယ်ယုံလိုက်တဲ့နေ့ကစပြီးဆိုကျွန်တော်တို့ရဲ့ဝိညာဉ်အတွေ့ ဘုရားကအသက်ဆောင်ဆောင်တဲ့မှာကျောင်းနာမည်ကြီးကြီးမှတ်ထားလိုက်ပြီနော်အသက်ဆောင်ဆောင်တဲ့မှာဒီအဲ့ဒီကိုစားယုံနေနေရဆိုင်ပြီးအသက်ဆောင်ဆောင်တဲ့မှာကျွန်တော်တို့နာမည်ကြီးမှတ်ထားလိုက်ပြီမှတ်ထားရုံဒီမကားသေးဘူးနော်ကျွန်တော်တို့ကျဲနှလုံးသားကိုလည်းအဲ့ဒီတရှင်တော်ဝိညာဉ်တော်ဘုရားကလာတော့တစိမ့်လာခတ်ထားတယ်ဒီတစိမ့်ခတ်ထားမခတ်တာဘလို့သိရလဲဆိုတော့ကျွန်တော်တို့အရှင်တော်ကမကောင်းမှုတွေကျွန်တော်တို့လုပ်တယ်မကောင်းမှုတွေမှာပဲကျွန်တော်တို့ပျော်မွေ့တယ် တိုးတိုးညာလဲအဲ့ဒီတက်ရှင်တော်ဝိညာဉ်တော်ဘုရားတစိခတ်ပြီးဆိုရင်ကျွန်တော်တို့အဲ့ဒီမကောင်းဘူးလို့ပြောစရာနည်းနည်းဝင်လေးလာတယ်မပြိုတော့ဘူးအရင်လိုမပြိုတော့ဘူးဘာဖြစ်လို့လဲလှုပ်ကျင်စိတ်သိမ့်မရှိတော့ဘူးဗျာနည်းနည်းလာတယ်အဲ့ဒါကတက်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့ဖေးစစ်ခတ်ခြင်းခံရတယ်အကြောင်းတခင်ရှိခရစ်တော်ဘုရားရဲ့အပြေခံခြင်းအသွေးသွင်းခြင်းရှင်ပြန်ထမြောက်ခြင်းကိုလက်ခံရုပ်ရှင်ကျွန်တော်တို့ဒီဝိညာဉ်ကကဲ့တည်ခြင်းရတယ်ဒါပေမဲ့ကျွန်တော်ဗာကြံသေးတယ်ဒီခန္ဓာကြီးကြံသေးတယ်ခန္ဓာကြီးခန္ဓာကြီးက စားဖို့သွားဖို့နေတယ်သွားဖို့လာဖို့လူကြီးတယ်လေဟုတ်တယ်မလားသစဉ်ဒီခန္ဓာကြီးကဲဒီချင်းရဖို့တော့ကျွန်တော်ဗာဆဲလို့ဖို့လိုအပ်လေမေးစရာလည်းမေးဖို့ရှိတယ်အဲ့မဲ့ဒီနေ့မှာတော့အဲ့ဒီအကြောင်းတော့ကျွန်တော်တို့နည်းနည်းတော့မပြောမပြောမိဘူးเนาะမပြောဘူးဒါဆိုဒီခန္ဓာကြီးကေတင်ခြင်းရဖို့အတွက်ဒီခန္ဓာကြီးကလည်းကောင်းကောင်းမွန်မွန်စားရတောက်ရကြုံလာမဲ့အခက်အခဲတွေရင်ဆိုင်ချိုးဖြတ်နိုင်ဖို့အတွက်ကျွန်တော်တို့ဘာလို့ဆောင်ရမလဲဆိုတော့ခင်ဗျားတိုးထားတဲ့ဂရိတော်တွေကိုကျွန်တော်တို့ လိုက်လျှောက်ဖို့လိုအပ်တယ်။ဘုရားပြောထားတဲ့အဆုံးအမတွေကိုကျွန်တော်တို့လိုက်လျှောက်ဖို့လိုအပ်တယ်။ဒါကအခုနကဆရာပြောတဲ့ဆေဖို့တဖို့ထည့်ခြင်း။ဆေဖို့တဖို့ထည့်ပါ နော်။ဆေဖို့တဖို့ထည့်လို့ကောင်းကင်နိုင်ငံရောက်မယ်ဆိုတာမပါဘူး။နော်။ဆေဖို့တဖို့ထည့်လို့ကောင်းကင်နိုင်ငံရောက်မှာမပါဘူး။အဲ့ဆိုဆေဖို့တဖို့ထည့်တော့ကောင်းကင်နိုင်ငံမရောက်မယ်တူတော့ဘာဖြစ်လို့ထည့်ရတော့လဲမထည့်ဘူး။ဥပမာပြောပြ။ဒါပေမဲ့ဆေဖို့တဖို့ထည့်ခြင်းအပြင်ကျွန်တော်တို့သီးပင်စားပင်တွေကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာကိုက်စားတတ်တဲ့ကျွန်တော်တို့ဒီယောဂါတွေကို ဖြစ်ပွားစေတဲ့ပုံမှန်အနေနဲ့သူကရင်းပြည့်တယ်ဖယ်ရှားပြည့်ကျွန်တော်တို့ကိုတိုက်ထုတ်မဲ့ဒီနတ်ဆိုးဝိညာဉ်ဆိုးတွေရဲ့ရံကနေမှဖျားကပ်ပွက်ကပြည့်တယ်ဒါသူ့ရဲ့ဂရိတော်ဒါကျွန်တော်ပြောတာမဟုတ်တာကျမ်းစာထဲမှာအတိအလင်းကိုဖော်ပြထားတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီသခင်ရှိခရစ်တော်ရဲ့အသေးကံချင်းအသေးသူချင်းရှင်ပြထားမြောက်ကျိုးလက်ခံယုံကြည်ရတဲ့ဒီကျွန်တော်တို့ကကောင်းကင်နိုင်ငံမှာအသက်ဆာဆိုဝိညာဉ်ကတော့ကေတိညာသွားပြီး ယုံကြည်တဲ့နေ့ကစပြီးကယ်တင်ခြင်းရသွားတယ်။ဒါပေမဲ့ခန္ဓာကြီးကကျန်သေးတာကိုဒီခန္ဓာကြီးကယ်တင်ခြင်းရဖို့တော့ကျွန်တော်တို့ဗါဆက်လို့ရမယ်ဆိုတော့ဖခင်ရဲ့ဖခင်ပြောထားတဲ့လမ်းစဉ်တွေကကျွန်တော်တို့ဆက်လျှောက်ဖို့လိုအပ်တယ်။ဖခင်မကြိုက်တာမလုပ်နဲ့။ကျွန်တော်တို့ကဖခင်ကိုကယ်တင်ပါရှင်ပြီးကျွန်တော်လက်ခံယုံကြည်ပြီးဆိုဥပမာကျွန်တော်တို့ကလင်မယားဖြစ်သွားပြီ။ဒီနေ့ကျွန်တော်တို့ကလင်မယားဖြစ်သွား။မတ်တောက်ကကိုကလားချစ်တယ်ကိုကလားလည်းမတ်တောက်ချစ်တယ်။အဲဆိုအရန်တုံဝင်ကိုတက်ပြီ။အဲဆိုမတ်တောက်ကကိုကလားချစ်တယ်ဟာကိုကလားတော့ နောက်နောက်တရားတွေ့လဲသွားမြေကြီးရဲ့စကားပြောမယ်ဒီတရားတွေ့လိုက်ရဲ့စကားပြောမတ်တောက်ကြိုက်မလားတော့မကြိုက်မခံနိုင်ဘူးဟုတ်တယ်နော်လက်မခံလက်ခံနိုင်မှာလက်မခံဒါဆိုကျွန်တော်တို့ဒီတခင်ဖညာကိုကျွန်တော်အသက်တခင်ကဲပြပိုင်ရှင်ပြီးကျွန်တော်လက်ခံပြီးဆိုရင်ကျွန်တော်တခြားလိုက်လိုက်ရင်အဲ့ဒီဖညာလက်ခံနိုင်မလားစဉ်းစားဦးနော်ဒါကလည်းချင်းထိုးကြည့်တယ်နောက်ဥပမာဝင်ရဝင်ရဖေရဘူးလေကိုကလားဒါမဲ့ဝင်ရတွေ့သည်မရှံဝင်းဆောင်ဟဲ့လို့အဖေ ကိုလူတယောက်လဲအဖေအဲ့ကော်မရှင်ဝင်ဘူးဘလို့ခံစားမလဲအဲ့ကိုကလားဘလို့ခံစားမလဲတွေ့သမျှလူအဖေလိုက်ကိုလုံးပြစ်ဘူးလေအတိအချင်းမှာကိုယ့်အဖေရဲ့ဘယ်သူလဲဆိုတော့ကိုတိဖို့လိုအပ်တယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့မှာပေါ့နော်ဒါကအချင်းကတော့တိတ်လို့မရှိဘူးအမေမှာရှိလက်ချင်တာအများကြီးတော့ရှိတယ်နော်တိုးတော့ညာလဲညာရသွားလေရကြဟမ်အဲ့လိုတော့မဖြစ်ဘူးဒါကြောင့်မို့ကျွန်တော်တို့ကပထမတစ်ချက်ကဒေါ်ရီဒီဝင်းကြီးပေါ့နော် ဒီဝိညာဉ်ထာဝရငရဲတဲ့ထာဝရငရဲလဲကြားဖို့အတွက်ကျွန်တော်တို့အရင်ဆုံးသခင်ယေရှုခရစ်တော်ဘုရားကိုလက်ခံယုံကြည်ရမယ်ခရိယံဘာသာတည်းဝင်ခိုင်းတာမဟုတ်ဘူးခရိယံဘာသာတည်းမှာလည်းငရဲကြားမဲ့သူအများကြီးပဲဘာဖြစ်လို့ဘာဖြစ်လို့လို့ပြောရလဲဆိုကျမ်းစာထဲမှာဖော်ပြတယ်သခင်သခင်လို့ငါ့ကိုခေါ်တဲ့သူလည်းကောင်းကင်နိုင်ငံမှာဝင်ရဘူးတဲ့သူကသခင်သခင်မှတော့သိတယ်နောက်ဆုံးတော့ကာလာကျွန်တော်တင်ပြီးတဲ့ခါမှာကျွန်တော်ဝိညာဉ်တွေတရားစီရင်ခင်ရမယ်။အဲ့ရရောက်တဲ့ခါကျရင်တခင်ရှုခိတော်ပြောတခင်တခင်လို့ခေါ်တယ်။ ဲ့မဲ့ဘုရားကလုံးဝမသိမြောက်မှာမသိဘူးလို့ရှင်းရှင်းလင်းလင်းပြောတာလေအဲ့ဒါတော့မကသေးဘူးသူကသူကပြောတယ်မသိရုံနဲ့မှသူကပြောတခင်တခင်ရဲ့အခွင့်နဲ့တခင်ရဲ့နာနာမည်နဲ့ပေါ့နော်ကျွန်တော်တို့တရားလိုက်ဟောတယ်နောက်ပြီးတော့ဒီဖြန်းလာတဲ့သူတွေကိုကျွန်တော်တို့ပြန်ကောင်းလာအောင်ကျွန်တော်တို့လိုက်ပြီးတော့ဘယ်လိုပြောမလဲအနာငြင်းပြီးတယ်နှက်ဆိုးဆွဲတဲ့သူကိုနေထုတ်ပြီးတယ်တခင်ရဲ့အခွင့်နဲ့မှကျွန်တော်လုပ်ပြီးတယ်ဒါပေမဲ့ သခင်ကတော့မင်းတို့ကိုသိတယ်။ဒါမင်းတို့မသိဘူး။ဘာကြမသိရလဲဆိုတော့သခင်ယေရှုခရစ်တော်မင်းမိရဲ့အသက်သခင်ကယ်ကျေးဖန်ရှင်နေနဲ့မလက်ခံတဲ့အတွက်ကြောင့်ကောင်းကင်နိုင်ငံမရောက်တာဖြစ်ပါတယ်။တော့ဒါကြောင့်မို့ကျွန်တော်တို့အဓိကပါလဲကျွန်တော်ရဲ့ဒီဝိညာဉ်ကယ်တည်ခြင်းရဖို့အတွက်သခင်ယေရှုခရစ်တော်ကကျွန်တော်တို့လုံးဝမလုံနိုင်တဲ့ဒီအကုသို့ကံဒီမှာသူ့ရဲ့ပြေပြဖို့တဲ့သူ့ရဲ့အသွင်းနဲ့ကျွန်တော်တို့ရဲ့အကုသို့ကိုသူဆင်းကျိုးခဲ့တယ် လက်ဝါကိုင်းမှာအတိခံခဲ့တယ်အတိခံဒီမှာသူကသုံးရက်မြောက်တော့နေ့မှာအသက်ရှင်ပြန်ထမြောက်ခဲ့အခုသူ့ဘက်မှာနေလဲဆိုကျွန်တော်တို့တွေတည်ပြီးတဲ့ခါမှာကျွန်တော်နေဖို့အတွက်အခန်းတွေကပြန်ပြစ်စင်ပြီးသားတယ်အခုနော်ဒါသူကတော့ကောင်းကင်ထဲမှာတက်သွားပြီးနေတော့လာကြံခဲ့နေလုံးကယုံပြီးတော့ဖြစ်ဟိုဖြစ်ခဲ့တဲ့ဆန်ထားခဲ့တာမဟုတ်ဘူးကျွန်တော်တို့ကိုကျွန်တော်တို့အကူအညီလိုတဲ့ခါမှာအကူအညီတောင်းဖို့ပဲကျွန်တော်တို့တက်ရှင်တော်ဝိညာဉ်တော်ဘုရားဆီကိုထားခဲ့ ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဖိနှိုင်းမှာသက်ရှင်သောဝိညာဉ်တော်ဖျားရှိတယ်ကျွန်တော်ကဒီမမြင်ရတဲ့နယ်ပယ်မှာသက်ရှင်သောဝိညာဉ်တော်ဖျားရှိသလိုနတ်ဆိုဝိညာဉ်ဆိုတွေကလည်းအများကြီးရှိတယ်ဒါဆိုကျွန်တော်တို့ဘယ်ဖျားကိုကျွန်တော်ကိုးကွယ်မလဲသက်ရှင်သောဝိညာဉ်တော်ဖျားကိုကျွန်တော်ကိုးကွယ်ပြီးဆိုရင်အဲ sorry ကျွန်တော်တို့ကတကယ်ရှိခွစ်တော်ဖျားရဲ့ဖျားရဲ့အသွေးတော်လက်ခံပြီးကက်ဒီရှင်ပြီးကျွန်တော်လက်ခံပြီးဆိုရင်ဖျားတခင်ကပြောလဲဆိုတော့သူ့ရဲ့သားသမီးဖြစ်တော့ဖျားသွားတယ်။ဒါဆိုဖျားတခင်ကအမြင့်ဆုံးသောဖျား ထာဝရဘုရားဖြစ်တယ်။ဒါဆိုဘာနဲ့လားတဲ့တော့ဘုရားသခင်ကိုလက်ခံယူခြင်းပဲကျွန်တော်ကဘုရားသားသမီးဖြစ်ရတော့အခွင့်ရသွားပြီးဖြစ်တယ်တော့ကျွန်တော်ဘာနဲ့ပြောတော့ကျွန်တော်တို့ရဲ့အဖေကဥပမာဆိုတော့ဒီမာဆိုတိုင်းမှုဖြစ်သွားတယ်။နော်တိုင်းမှုရဲ့အစ်တိုင်းမှုရဲ့သားသမီးတွေကိုဒီဆယ်အမှုရအမှုကသွားပြီးတော့ဒုက္ခပေးလို့မရဘူး။မြို့နယ်မှုကလည်းသွားဒုက္ခပေးလို့မရဘူး။ထိုနည်း၎င်းဝိညာဉ်ဆိုစာရမဏေဝိညာဉ်ဆိုနတ်ဆိုတွေကသူအစ်အစ်ရင်းနဲ့သူရှိတယ်။ ။ तू လှုပ်လို့ရတဲ့သူကို तू လှုပ်မယ်။လှုပ်လို့မရတဲ့သူကို तू လုံးဝမလှုပ်ဘူး။ဒါကြောင့်ကျွန်တော်တို့ပဲသူတွေကို तू လှုပ်လို့ရတယ်ဆိုတော့ तू အငဲလိုက်ချောင်းနေ။ဒါကြောင့်မို့ကျွန်တော်တို့ကတခါတည်းကကောင်းကျိုးကြိုက်ထားမယ်ဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့အဖေကတော့အမြင့်ဆုံးသောဖျားရှိကျွန်တော်တို့ဘယ်သူမှလာလှုပ်လို့မရဘူး။မနေ့တုန်းကဆိုလည်းကျွန်တော်တို့ဒီမှာတယောက်သူ့ရဲ့လက်ချင်းမှာရှိတဲ့ကျိုး तू ဖျက်ကျင်လမ်းဖျက်ရင်မပြဖျက်ပြီးဆိုရင်ကြောက်နေတယ်တခြားလူဟောပါဒီမမြင်ရတဲ့ဝိညာဉ်ဆိုနေဆိုတော့သူ့ တိုက်ချုပ်မှလည်းဒီဘုရားဘောနော်ဒုက္ခပေးမှလည်းသူကြောက်ဒါပေမဲ့ကြောက်စရာမလိုဘူးဘာဖြစ်ကျွန်တော်တို့ကိုးပွေတဲ့ဘုရားကျွန်တော်ယုံကြည်တဲ့ဘုရားကအမြင့်ဆုံးသောဘုရားသာဝရဘုရားဖြစ်တဲ့တို့ကြောင့်အဲ့ဒါမဲ့အဲ့ဒါကိုသိသိကြကြလက်ခံယုံကြည်ဖို့လိုအပ်ပါတယ်အဲ့လိုလက်ခံယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့အသက်ဒီဝိညာဉ်ငရဲသွားမဲ့ဝိညာဉ်ကနေမှကျွန်တော်တို့သာဝရအသက်ကိုကျွန်တော်တို့ရမှာဖြစ်တဲ့ကျွန်တော်တို့အသက်ဆံတော်ထဲမှာလက်မှတ်ရေးထိုးထားတာဒါပေမဲ့ခန္ဓာကျန်နေတဲ့ခန္ဓာကယ်ဒီနည်းကသူရဲ့ လမ်းစဉ်အတိုင်းနောက်လျှောက်နောက်လျှောက်ဖို့လိုတယ်သူရဲ့စကားတွေကိုနာခံဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအရောပေါ့နော်မနေမများလေးပေါ့နော်ဒီလိုအနေနဲ့ဟိုကခွာပြေးချင်းပါတယ်လို့တော့ကျန်တယ်ရောက်စီတဲ့တရှင်တော်ဝင်းကြီးတော်ဘုရားဒီနေ့ပြတ်ပါစေအာမင်